င်္ဂလာပါရှင်။သင်ယူပါရဲ့အချုပ်ပတိကဏ္ဍကနေဒီနေ့မှာတော့မကြသေးတဲ့ရက်ပိုင်းအတွင်းကကျွေးလင်းသွားခဲ့တဲ့ဂီတကျယ်တပွင့်အကြောင်းကို အောင်မေတ္တိယဖွဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ချင်းကောင်းကောင်းလေးတွေကိုအတန်းချိုချိုလေးနဲ့တီဆိုတက်တဲ့သူမှဟာဆယ်ချော်သက်အရွယ်ကလေးကကိုပိုင်အီချင်းနဲ့အောင်မြင်လာခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူမကတော့ပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ကကွဲလွန်သွားပြီဖြစ်တဲ့တီးတန့်ရှင်မိမိခဲပဲဖြစ်ပါတယ်။ တဲ့တဲ့တော့အကြောင်းအရာတွေကိုတိုင်းနှစ်တက်ရခန်းနာလိုက်ရွေးချယ်လေ့လာနိုင်မယ်သင်ယူပါအနေကြိုဆိုလိုက်ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့် video အသစ်တွေကိုအရင်ဦးဆုံးကြည့်ရှုနိုင်ဖို့ YouTube channel ကို subscribe လုပ်ပြီးခေါင်းပေါင်းလေးကိုလည်းတီးခဲလိုက်ပါ။ဒီမကူရော1983ခုနှစ်မှာမွေးဖွားခဲ့ပြီးဒီမရဲ့ဖခင်ကနမဲကျော် Iron Cross T1 ကိုပူးထွဲတည်ထောင်ခဲ့တဲ့တီးရေးဆရာ lead guitar သမားတအူးလေးဖြစ်တဲ့ဦးစော့ဘွဲ့မူပဲဖြစ်ပါတယ်။ တမရဲ့ဖခင်ဟာအစူရကြီးကင်စာရဲ့ကြော်ကြားလာတဲ့တခြင်းတတော်များများကိုရေးသားပစ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။မွေးချင်းနေအနက်သူမမှာအမားတယောက်ရှိပါတယ်။သူမရဲ့အမားဖြစ်သူကတော့နိုင်ငံကျော်တီးတန့်ရှင်တဦးဖြစ်တဲ့ကြပြပွဲမွန်းဖြစ်ပါတယ်။သူမဟာတေးတခြင်းပေါင်းများစွာကိုတည်ဆုခဲ့တဲ့အစူရတယောက်တာမကပဲတေးဆရာမတဦးလည်းဖြစ်ပါတယ်။သူမရဲ့တည်တခြင်းတွေထဲကမှအမတ်တရလေးများအချစ်ကိုသိချင် ချမိနေသူလေးစားတဲ့သချင်းတွေကတော့အထူးပဲလူကြိုက်များခဲ့ပါတယ်။သူ့ရဲ့လေးနဲ့တွဲဖက်တီဆိုခဲ့တဲ့ မင်းသချင်းထဲကမောင်မိုက်တော့ညမှာငါးတွက်ငွေလမင်းမှာစားတဲ့စာသားလေးတွေကတော့ယနေ့အချိန်ထိကိုကျွန်တော်ရဲ့ပါဇက်ဖြားမှာစွဲနေသေးပါပဲ။သူမဟာတခြားနမိတ်ကျော်အစိုးရအဆိုရှင်တွေဖြစ်တဲ့စော်ကူစဲမင်းချစ်သူချစ်ကောင်အာဇာနီစောင်းဦးလိုက်စားတဲ့အဆိုရှင်တွေနဲ့လေတီးသချင်းပေါင်းများစွာကို တွဲဖက်တည်ဆူခဲ့ပါတယ်။ စောခုဆဲအာဇာနီတို့နဲ့တွဲဖက်တည်ဆူခဲ့တဲ့ညှို့တက်တော့ပင်လဲစွဲငင်တက်တော့လာမင်းတချင်းလေးကိုလည်းမိထားလို့ရမယ်လို့တော့မထင်ပါဘူး။သူမဟာနိုင်ငံကျော်တီးတန့်ရှင်တဦးဖြစ်တဲ့ထူးအဲလင်းနဲ့လက်ထက်ထိမ်းမြခဲ့ပြီးတမီလေးတယောက်ထွန်းကားခဲ့ပါတယ်။စတနစ်ကြော်ကြအောင်လက်တွဲပြီးတဲ့နောက်2023ခုနှစ်မှာတော့အိမ်အောင်ရေးပတိပခါတွေကြောင့်ကွာရှင်းပြတ်ဆဲခဲ့ကြပါဗျာ။ မတို့ရဲ့တမိဖြစ်သူဖြူဖြူစင်စင်လင်းကတော့အဲ့ဒီအချိန်ကလေးကဖခင်ဖြစ်သူ 2L လင်းရဲ့စောက်ရှောက်မှုအောက်မှာရှိခဲ့တယ်လို့သိရပါဗျ။2013ဝင်းကျင်ဒီကာလမှာတော့သူမဟာကိုပိုင်အခွေထုတ်နိုင်မှုအတွက်တီးရေးဆရာအဖြစ်နဲ့ယက်တင်ရင်ယုံကန့်ခဲ့ပါတယ်2015ခုနှစ်မှာတော့သူမရဲ့လက်ရှိခင်ပွန်းဖြစ်တဲ့ကိုဘရိုက်စ်နဲ့တရားဝင်လက်ထပ်ခဲ့ပါတယ် လက်ရှိအိမ်သားနဲ့ပဲတာသမီနှစ်ယောက်ထွန်းကားခဲ့ပြီးသူမရဲ့ရင်သွေးလေးတွေကတော့တမီဖြစ်သူ နာနီယာနဲ့တာဖြစ်သူနပိုလီယန်တို့ပဲဖြစ်ပါတယ်။သူမမကွယ်လွန်ခင်အချိန်ထိမိသားစုနဲ့အတူအော်စတြေးလျနိုင်ငံမှာအခြေချနေထိုင်ခဲ့ပါတယ်။မိသားစုဘဝလေးကိုပျော်ရွှင်စွာတည်ဆောက်နေခဲ့ပေမဲ့လွန်ခဲ့တဲ့၃နှစ်ကျော်ကာလကလေးကသူမဟာ ရှင်သားကင်ဆာရောဂါကိုကြမ်းကြမ်းခံတိုက်ခိုက်နေခဲ့ရပါတယ်။ ချိန်သိမ့်မကြံတော့တာသိပေမဲ့လည်းဘဝကို အကောင်းဆုံးကြိုးစားပြီးဖြတ်တန်းခဲ့ပါတယ်ကင်းစာယောဂကိုတိုက်ခိုက်နေရင်လည်းသူမဟာသူမကိုချစ်တဲ့ပရိသတ်တွေအတွက်တကူတော်ရှိုးလေးပြမြအောင်စီစဉ်ခဲ့ပါတယ်။ဒီပွဲလေးကိုတော့သူမကိုရိုင်ကပရိသတ်တွေအတွက်နောက်ဆုံးအနေနဲ့လို့ပြောပြီးတော့စီစဉ်ခဲ့တာဖြစ်ပါတယ်။ဆရာဝန်တွေကတချင်းကိုအားဆိုင်ဆိုရင်ဂျမ်းမကြီးအချီနေပို့ဆိုးလာနိုင်တယ်လို့အသိပေးခဲ့ပေမဲ့လည်းမရရအောင်ပြန်လာပြီးဖျော့ဖြေခဲ့ပါတယ်။ မဖြော့ဖြစ်ခင်မှာအားရအရန်နေနေလို့အကျောစီးကိုပလင်းချိတ်သွင်းပြီးအားရင်သချင်းလေးကိုတုံလုံးလေးပြီးတော့လေ့ကျင့်ခဲ့ရတယ်လို့လည်းသိရပါတယ်။သူမအတွက် back to you လို့အမည်ရတဲ့ပထမအဦးဆုံးသောတကူရဂီတဖြော့ဖြစ်ပွဲကတော့ဇန်နဝါရီလ17ရက်နေ့ကရန်ကုန်တော်ဝင်ဂါရဲဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲကရတဲ့ငွေတွေအကုန်လုံးကိုလည်းကင်စာယောဂသည်တွေကိုပြန်လည်လှူဒန်းခဲ့တယ်လို့သိရပါတယ်။ ရင်သားကင်ဆာအဆင့်လေးကိုရောက်ရှိနေတဲ့သူမဟာဥကောင်းတိကင်ဆာဆဲလ်တွေပြန့်နှံ့သွားမှုကြောင့်ဩစတြေးလျဆန်တော်ချိန်ည9:31မိနစ်မှာသူမချစ်ခင်ရတဲ့မိသားစုနဲ့အတူကျွန်တော်တို့အားလုံးကိုခွဲခွာသွားခဲ့ပါတယ်သူမရဲ့အနုပညာသက်တမ်းနည်း20ပြည့်တဲ့အထိမ့်မတ်အနေနဲ့ဘဝရဲ့နေဝင်ချိန်မရောက်ခင်သူမပေါ်တန်ဖိုးချမြနုခဲ့တဲ့ပြိတ္တတွေအတွက်ပြန်လဲပိတ်ဆက်ခဲ့တဲ့အနေနဲ့ဖျော်ဖြေခဲ့တဲ့သူမကိုတော့ကျွန်တော်တို့တွေအငြင်းအမတ်ရနေမှာပါ။ နောက်ဆုံးအနေနဲ့သူမပေါ်ထားရှိတဲ့သူမခင်ပွန်းဖြစ်သူကိုဘရိုက်စ်ရဲ့ချစ်ချင်းမြတ်တာတွေကြီးကွဲဝဲနေမှုတွေပေါ်လွင်နေတဲ့စာလေးကိုဖတ်ပြရင်ညီကုံချုပ်လိုက်ပါမယ်ရှင်2020အောက်တိုဘာလ16ရက်နေ့မှာကျွန်တော်တို့မိသားစုရဲ့ယုံကြည်အားထားရဖြစ်တဲ့မိမိခဲကတော့ဘဝတစ်ပါးကိုကူပြောင်းသွားခဲ့ပြီဖြစ်တဲ့အတွက်စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။မိမိခဲနဲ့အတူသူမအရန်ချစ်တဲ့ကလေး၃ယောက်နဲ့ပျော်စရာကောင်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ခွင့်ပေးခဲ့တဲ့ဘုရားသခင်ကိုလည်းကျေးဇူးတင်ပါတယ်။ မိမိခဲနဲ့လက်ထက်ခဲတဲ့၅နှစ်ကျော်ကာလမှာမိမိခဲရဲ့အချစ်တွေဂရုစိုက်မှုတွေပျော်ရွှင်မှုတွေနဲ့နေ့စဉ်နေ့တိုင်းမှာပျော်ရွှင်ကြည်နူးခဲ့ရပါတယ်။မိမိခဲကသူမရဲ့ရင်သားကင်ဆာဝေဒနာကိုရွန်ခဲတဲ့၃နှစ်ကလေးကနောက်ဆုံးထွက်တဲ့အချိန်ထိခုခံတိုက်ခိုက်ခဲ့ပါတယ်။သူမကြကြသိမ့်မနေနိုင်တော့ဘူးဆိုတာကိုသိလိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့အကောင်းဆုံးနဲ့အေးအေးဆေးဆေးဖြစ်အောင်ပဲနေထိုင်ခဲ့ကြပါဗျာ။ မိမိခဲတရားမရှိတော့ပေမဲ့သူမရဲ့တခြင်းနေနဲ့သူမရဲ့အကြောင်းကတော့ကြံရစ်နေဦးမှာပါကျွန်တော်တို့မိသားစုတွေအခက်ခဲပင်ပန်းနေကြတဲ့အခြေအနေမှာအပေးကူညီပေးကြတဲ့တဦးတယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။အော်စတြေးလျနဲ့မြန်မာပြည်ကမိသားစုဝင်တွေလည်းမိမိခဲအတွက်ဆူတောင်းပေးခဲ့ကြတာကျွန်တော်တို့အားလုံးသိရှိခံစားမိပါတယ်။ပြီးတော့မိမိခဲရဲ့အနုပညာတက်တန်းနှစ်20လုံးလုံးအပေးကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်။ငါမင်းကိုအမြဲတမ်းချစ်နေမယ် EHG ထင်ပေါ်ကြကြချင်းနဲ့ထွန်းလင်းတပချင်းလို့အတိတ်ပဲရတဲ့အမီပိုင်ရှင်မောင်တန်လင်းကို1969ခုနှစ်မေလ9ရက်စနေနေ့မှာဖွားမြင်ခဲ့ပါတယ်။ယနေ့ကျွန်တော်တို့လက်ရှိမှာရရှိနေတဲ့မြန်ဆန်တဲ့တည်င်းအချက်လက်တွေတနိုင်ငံနဲ့တနိုင်ငံကူးစရာမလိုပဲတနေရာထဲမှာအကုန်ဖတ်နိုင်ကြည့်နိုင်အောင်အစပြုပေးခဲ့သူကတော့ Certain Banali ပဲဖြစ်ပါတယ်။